အယောင်ခုနှစ်မျိုးတောက်ပညာရှင်တော်မှပိတ်မိနေတယ်။သူ့ရဲ့ကြင်ကြံမှုအစဉ်နဲ့ဒီပုံကြီးအောင်ဒီကိစ္စကတခုခုတော့လွဲမနိုင်ပြီ ဝင်လင်းကအလုံးမထမျက်ပါလေခဏလောက်စဉ်းစားပြီးနောက်သူကပြဿနာကိုချက်ချင်းပဲသဘောပေါက်သွားပါလေဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုံးချင်ပါလေဝင်လင်းရဲ့နှလုံးသားစတင်ခုန်လှုပ်လာပြီးသူ့ရဲ့နှလုံးသားထဲမှာရှားရှားပါးပါးရုန်းကန်မှုကပေါ်လာပါလေတစ်ဖက်မှာသူကချက်ချင်းပဲထွက်သွားတင်ပါလေသူ့ရဲ့လက်ရှိအခြေအနေရဆိုရင်အယောင်ခဏပါးတာဝန်ပညာရှင်ကဝင်လင်းနောက်ကိုလိုက်လာနိုင်မှာမဟုတ်ပါဘူးထို့ကြောင့်ဝင်လင်းရဲ့ရစ်ပလင့်စီကိုတောင်းမဲ့ခီးရအလုံးမအနေရကင်းပါလိမ့်မယ် နောက်တစ်ဖက်မှာတော့ဝင်လင်းကဒါဝအခွင့်အရေးတစ်ခုလို့ခန်းစားမိနေပါလေ။သူသာအယောင်9မျိုးရဲ့ပုံရောင်ထဲကိုဝင်နိုင်ခဲ့ရင်လှုပ်ဝက်ချက်အချို့ကိုဖော်ထုတ်နိုင်ပါလိမ့်မယ်။ function man ရဲ့ကျင့်ကြံမှုအစဉ်အားအယောင်9မျိုးတောက်ပညာရှင်ကိုပိတ်မိစေနိုင်လောက်အထိမမြင့်ပါဘူးဆိုတာသူကခန်းစားမိပါလေ။အခြားအကြောင်းရင်းတစ်ခုကရှိရပါမယ်။သူကသာထိုတသက်မှာတစ်ခါပဲရနိုင်မယ်အခွင့်အရေးကိုလက်လွတ်လိုက်ရင်အနာဂတ်မှာတည်ချပါဦး။နောက်တားရမယ်ဆိုတာသူကမှန်မှန်လေးခန်းစားမိလိုက်ပါလေ။9မိနစ်10မိနစ်လောက်ရုန်းကန်နေပြီးရင်တော့ဝင်လင်းရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အလင်းတစ်ချက်ကလင်းလက်သွားပါလေ။ အနေရဲ့ထဲမှာစီးစိမ်ကိုရှာမင်းဝန်လင်းကအပြေးဝသတိထားပြီးရှေ့ကိုတိုးသွားပါလေသူ့ရဲ့ပုံကြီးကပျောက်ကွယ်သွားပါလေသူကပြန်ပေါ်လာတဲ့အခါအယောင်ခွန်မျိုးတောက်ပညာရှင်နဲ့ပေတသိန်းကွာဝေးမှာရောက်နေပါပြီအဲ့နေရာတဝိုက်မှာကြမ်းကြုတ်တဲ့တားရဲအလောင်းအများပြားရှိနေပါတယ်ဝန်လင်းကအလောင်းတလောင်းပေါ်ကိုတက်ရက်လိုက်ပြီးအောက်ငုတ်ကြည့်လိုက်ပါလေသူ့ရဲ့မျက်လုံးကဖြည်းဖြည်းချင်းတောက်ပွားလာပါတယ် ဒီကျန်းကျုပ်သားရဲတရားတေးတော်မကြသေးဘူးဝင်လင်းကအဝေးရအယောင်ခွန်းမျိုးကိုကြီးလိုက်ပါတယ်သူရဲ့ညာဘက်လက်ကိုမြောက်လိုက်တော့ပေတရာလောက်ကြီးမာတဲ့သားရဲ့အလောင်းတစ်လောင်းကအပေါ်ကိုမြောက်တက်လာပါတယ်ဝင်လင်းကလက်ကိုဝင်ရင်လိုက်တော့အလောင်းကအယောင်ခွန်းမျိုးတောက်ကိုပညာရှင်စီကိုပြန်တန်းသွားပါတယ်ဝင်လင်းကအလောင်းကောင်ကိုအယောင်ခွန်းမျိုးတောက်ကိုပညာရှင်ရဲ့ပေတထောင်အတွင်းကိုပြန်တန်းသွားတာကိုစိုက်ကြည့်ရင်ခန္ဓာကိုယ်ကိုအနေနဲ့တော့နောက်ကိုကိုင်းလိုက်ပါတယ် ဒူဝါရင်အလောင်းကောင်ဟာပီထရွန်အတွင်းကိုရောက်သွားရတဲ့အယောင်9မျိုးတောက်ပညာရှင်ရဲ့နောက်ကအယောင်9မျိုးအလင်းရလင်းလက်လာပါရင်ပြီးတော့အလောင်းကောင်ဟာဝင်လင်းရဲ့ရှိမှာပဲတိတ်ပြစိတ်နဲ့ပြောက်ွက်သွားပါရင်အသားစသွေးစဘာတစ်ခုမှမကြံခဲ့ပါဘူးသူကလုံအောင်ပြောက်ွက်သွားတာပါထင်နာတဲ့အတိုင်းပဲ ဝင်လင်းကတိတ်တဆိတ်နဲ့စဉ်းစားပြီးသတိကြီးစွာနဲ့ရှေ့ကိုရှောက်သွားပါတယ်သူကမမြင်ပါဘူးရှေ့ဆက်ရှောက်သွားရင်သူ့ရဲ့နှလုံးသားဒရုံဒုံနဲ့ခုန်နေပါတယ်သူကပေတသိန်းအကွာဝေးကိုဖျက်ချော်ပြီးအလောင်းကောင်းပျောက်ကွယ်သွားတဲ့နေရာအယောင်ခွနှမျိုးတောက်ပညာရှင်နဲ့ပေတထောင်အကွာမှာရက်လိုက်ပါတယ်ခဏလောက်စဉ်းစားပြီးနောက်ဝင်လင်းကတောင်းမြောက်အကြိတ်ပြီးထိုင်ချလိုက်ပါတယ်သူ့ရဲ့ညာဘက်လက်ကသူ့ရဲ့မျက်ခုံးကြားနေရာကိုထောက်လိုက်ပြီးသူ့ရဲ့ဝိညာဉ်ရဲ့နှဆိုင်တဲ့အဓိကနေရာထဲကိုရောက်သွားတဲ့ပုံမှာပဲဝင်လင်းကသူ့ရဲ့ညာဘက်လက်ကိုဆွဲထုတ်လိုက်ပြီးအယောင်ခွနှမျိုးတောက်ပညာရှင်ကိုညှို့လိုက်ချိန်မှာသူ့ရဲ့အမြင်အာရုံကဝေဝါးသွားပါတယ်ငါ ားရဲ့အိမ်မက်ကမင်းရဲ့ပုံရောက်သေးကိုဝင်ရောက်ပြစီအိမ်မက်တော် ဝင်လင်းရဲ့လက်ညှိုးကညှို့ပြလိုက်ပြီးသူကတုံ့ဝင်သွားပါတယ်။သူ့ရဲ့ပါဇက်တော့ကနေတွေးရစီကြလာပါတယ်။သူ့ရဲ့အမြင်အယုံထဲရောက်ဝေဝါမှုကပြောက်ကွယ်သွားပြီးသူကထိုင်နေမြဲစေပါ။ဘာမှပြောင်းလဲမသွားပါဘူး။အိမ်မက်တောက်ကဓာတ်ရိုက်ထိတွေ့မှုကိုမလိုအပ်ပါဘူး။ဒိုးဝရင်အယောင်ခဏမျိုးတောက်ပညာရှင်မှမြင့်မာတဲ့ကျင့်ကြံမှုအစဉ်အာရှိနေပြီးသူ့ရဲ့ပက်လက်မှာအကောက်ွယ်တစ်ခုဟာရှိနေပါတယ်။ထို့ကြောင့်ဝင်လင်းကအိမ်မက်တောက်နဲ့သူ့ရဲ့ပုံရင်ရောက်ထဲကိုဝင်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဝင်လင်းက မျက်မှောက်ကျုပ်လိုက်ပြီးတုံ့ဆုပ်တဲ့အမူအရာတစ်ခုကပေါ်လာပါတယ်။ တက်ရှိအားလုံးကိုတုံလို့စီနိုင်တဲ့အချိန်ဝါလိုင်းတွေကအယောင်ခုနှစ်မျိုးတောက်ပညာရှင်စီကနေပြန့်နှံ့ထွက်လာပါတယ်ထို့အချိန်ဝါပြန့်နှံ့သွားချိန်မှာကြမ်းတမ်းတဲ့သားရဲတွေကအနာမကနိုင်ခင်မှာပဲထိတ်လန့်နေကြနဲ့နောက်ဆုတ်သွားကြပါတယ်ထို့အချိန်ဝါသူတို့ကိုအရန်အုံးမှာကြောက်လန့်စီပါတယ်ထို့အချိန်ဝါကောင်းကင်ရဲ့တကူးထန်းတော်ကိုပို့ပြီးတော့ပြင်းထန်ပါတယ်ဘဲတက်ရှိကမှသူ့ရဲ့အနာကိုမကယ်ရဲကြပါဘူး ူရဲ့တကိုးရဲ့အောက်မှာကောင်းကင်နဲ့မြေကြီးအနော်ကြောင်းရုံတုံလို့သွားစီနိုင်လောက်ထိအစွမ်းထပ်ပါတယ်အယောင်ခုနှစ်မျိုးတောက်ပညာရှင်ရဲ့ပက်လက်မှာကြမ်းတမ်းတဲ့သားရဲ့အလောင်းတွေအများကြီးရှိနေရတဲ့အကြောင်းရင်းကသူပုံရင်းရောင်ထဲကိုမွင်ခင်တက်ဖြတ်ခဲတာကြောင့်ဖြစ်နိုင်ပါတယ်ဝလင်းကတတ်တိရှိတဲ့လူတယောက်ပါထိုချိန်မှာသူ့ရဲ့မျက်လုံးတွေကကျင်းမြောင်းသွားပါတယ်ခဏလောက်စဉ်းစားပြီးနောက်သူကသူ့ရဲ့ရှာပြားကိုကိုက်လိုက်ပြီးတွေးတလို့ကိုထွေးထုတ်လိုက်ပါတယ်ထိုသွေးတွေကစုစုပေါင်း60 60အဖြစ်ပြောင်းလဲသွားပါတယ်သွေးဆက်တိုင်းမှာသူ့ရဲ့ကျင့်ကြံမှုရဲ့အချိန်ကွာတွေကပေါင်းနေပါတယ်သူ့ရဲ့မျက်လုံးတွေကလေးနက်တီကြီးသွားပြီးသူက က်ကိုဝင်ရိုက်ချိန်မှာသွေးတစ်စက်ကပြန်ထွက်သွားပြီးသူ့ရဲ့နဖူးမှာရက်တန့်သွားပါတယ်။ရှေးဟောင်းမတည်မျိုးဝလင်းကရေအိုးလိုက်တာနဲ့သူ့ရဲ့ရှေးအောင်ဆွမ်းရည်အာလုံကပေါက်ကွဲထွက်လာပြီးသူ့ရဲ့မူလာဝဉ္ဇဉ်အစနာတစ်ခုနဲ့အတူအဲ့သွေးစက်ပေါ်မှာစူးစီးသွားပါတယ်။သွေးစက်ကချက်ချင်းဆုတလို့ကြည်လင်တောက်ပသွားပါတယ်။အခုဆိုရင်တော့တလင်းကြောက်တစ်ခုလိုဖြစ်နေပါပြီ။ဝလင်းကရှေးအောင်ဆွမ်းနဲ့ပေါက်ဆက်ပြီးရတော့အဲ့ဒီသွေးစက်ကတောက်ပတဲ့အနီရောက်အလင်းကိုထုတ်လွှတ်လိုက်ပါတယ်။ဝလင်းကတပင်းချလိုက်ပြီးသွေးစက်ကရှေးကိုပြန်တန်းသွားပါတယ်။ကြံတဲ့98စက်ကသူ့ကိုဝင်းရလိုက်ပြီးသွေးကွင်းတစ်ကွင်းလိုဖြစ်ပေါ်လာပါတယ်။ အဲ့ဒီခွင်းရဲ့အကောက်ွယ်အောက်မှာတွေးဆက်ကအယောင်9မျိုးတောက်ပညာရှင်ရဲ့ပီတာထောင်အကွာဝေးကိုပြတ်တန်းသွားပါလေပီတာထောင်အကွာဝေးအတွင်းကိုရောက်ရှိသွားတဲ့အခိုက်တက်မှာတွေးဆက်98ဆန်းနဲ့ဖွဲ့စည်းထားတဲ့တွေးခွင်းကတိတ်တဆိတ်နဲ့ပြုတ်ကွဲသွားပြီးရှေးရောင်ဆွမ်းရင်ပြင်းနေတဲ့တွေးဆက်တစ်ခုလေးရတာကြင်ရင်ခဲ့ပါလေဒိုးရတဲ့သူတို့ကအဲ့တွေးဆက်အထက်ပထမဦးဆုံးဖြတ်စည်းခြင်းလိုင်းကိုခုခံပြီးခဲ့ပါလေအဲ့ဒီတွေးဆက်ကချက်ချင်းဆုတလို့ပေရပေါင်းများစွာပြတ်တန်းသွားပါလေထိုအချိန်လေးအတွင်းမှာပဲအချိန်ပေါင်းတောင်းနဲ့ချီဖြတ်စည်းခံရပြီမဲ့ရှေးရောင်ဆွမ်းရင်ကြောင့်ချက်ချင်းပဲပြန်လဲကောင်းမွန်သွားပါလေမျက်စိတမိတ်အတွင်းမှာ မှာအိုက်သွေးဆက်ကအယောင်9မျိုးတောက်ပညာရှင်ရဲ့ပေတရာအကောက်ဝေးအတွင်းကိုရောက်ရှိသွားပါတယ်ထိုနေရာကိုရောက်ရှိသွားတဲ့အချိန်မှာရှီယောင်ဆွမ်းရဲ့ပြန်လည်ကုစားမှုကအမိမလိုက်နိုင်တော့ပါဘူးသွေးဆက်ကလိမြန်စွာနဲ့ပြောက်ွက်သွားပြီးအစာနာတစ်ခုသာကျန်တော့တဲ့အထိဖြစ်သွားပါတယ် ထိုသွေးအစားနာကိုတမန်မျက်စိနဲ့မြင်နိုင်သေးပေမဲ့သတိမထားမိရင်လွဲချောက်သွားဖို့ကလွယ်ကူပါတယ်။အဲ့ဒီအစားနာထဲမှာဝန်လင်းရဲ့မူလဝိညာဉ်တစ်စိတ်တစ်ပိုင်းအောင်ပေါဝင်နေပါတယ်။ဒါကြောင့်စဉ်စားမပြတ်ဖြစ်စည်းခံနေရမှုကဝန်လင်းရဲ့မျက်နှာကိုရှုံ့မဲ့သွားစေတဲ့နာကျင်မှုကိုပုတ်လွတ်နေပါတယ်။အရာအလုံးကမျက်စိတမိတ်အတင်းမှာဖြစ်သွားတာပါ။သွေးအစားနာကပြောက်ကွက်သွားတဲ့အခိုက်အတန့်မှာနောက်ဆုံးပေတရာကိုထိုးဖောက်သွားပြီးအယောင်9မျိုးတောက်ပညာရှင်ရဲ့မြခုံးကြားထဲကိုကြောက်သွားပါတယ်။သွေးတွေကပြောက်ကွက်သွားတဲ့အခိုက်အတန့်မှာအတွင်းထဲကနေမူလဝိညာဉ်အမြင့်တန်းအယောင်9မျိုးတောက်ပညာရှင်ရဲ့ခန္ဓာနဲ့ထိတွေ့ သွားပါလေပေတထောင်အကွာမှာဝင်လင်းကမျက်လုံးကိုမှိတ်လိုက်ပြီးနှင်းသားစွာနဲ့ရေဦးလိုက်ပါလေအိမ်မက်တော်သူစကားနှလုံးနဲ့တူဝလင်းရဲ့စိတ်ကတုန်လှုပ်သွားပြီးသူ့ရဲ့စိတ်ထဲကအရာအလုံးကပြုတ်ကွဲသွားပါတယ်အရာအလုံးကပြုတ်ကွဲသွားချိန်မှာအယောင်ခွန်မျိုးအလင်းတန်းကပေါ်ထွက်လာပြီးသူ့ရဲ့စိတ်ကိုစုပ်ကန်ကအဆုံးမရှိတဲ့ဂျောင်းနဲ့ကြီးထဲကိုနစ်မြုပ်သွားစေပါတယ်ထိုရာတော့အယောင်ခွန်မျိုးကရှိနေတဲ့ကဘာပါကောင်းကင်ကအယောင်ခွန်မျိုးမြေကြီးကအယောင်ခွန်မျိုးတိမ်တိုက်တီကတော့အယောင်ခွန်မျိုးဖြစ်နေပါတယ် မီးပြင်းပေါ်မှာတောင်တန်းပေါင်းများစွာရှိနေပြီးဝင်လင်းကတောင်ထိပ်တစ်ခုပေါ်မှာရက်လျက်သားပေါ်လာပါတယ်ခဏလောက်ကြောင်ငေးသွားပြီးရန်နောက်မှာသူကချက်ချင်းပဲပဝင်းချင်းကိုကြည့်လိုက်ပါတယ်ဒါအယောင်ခွန်းမျိုးတောင်ပညာရှင်ကရောက်နေတဲ့ပဝင်းရောက်ပဲ ဝလင်းကတိတ်တဆိတ်နဲ့စဉ်စားရင်သူ့ရဲ့နှဖျားအယုံကိုသတိကြီးစွာဖြန့်ကျက်လိုက်ပါလေသူကရှေ့ကိုပြန်တန်းသွားပြီးမြေပြင်ပေါ်ကအပိုင်းစားတွေကသူ့ရဲ့ဘေးကနေဖြစ်ပြေးသွားပါလေအချိန်ဘလောက်ကြာသွားမှမသိပြီးတဲ့နောက်ဝလင်းကရုတ်တရက်ရက်တန်းလိုက်ပြီးရှေ့ကိုကြည့်လိုက်ပါလေတောင်ဖိတ်ပေါ်မှာထိုင်နေတဲ့လူတယောက်ကိုသူကတွေ့လိုက်ရပါလေထိုလူကအယောင်ခွန်းမျိုးတောက်ကိုပညာရှင်ဖြစ်ပါလေသူကမျိုးလုံးနဲ့ဖွင့်လျက်ထိုင်နေပါလေသူကကောင်းကင်ကိုကြည့်နေပြီးသူ့ရဲ့ပုံစံအနေငယ်ထုံထိုင်းနေပုံရပါလေသူ့ရဲ့ခန္ဓာပက်လက်မှာမိတော့တွေလိုမျိုးလက်သေးရွယ်အလင်းလုံးကိုလုံးဝပြောင်းဝဲနေပါလေထိုးရရမိင ကူးကောင်ဒါမှမဟုတ်နေကူးစင်းပါထိုယာရီရအယောင်ခဏမျိုးတောက်ပညာရှင်ရဲ့တင်းကျပ်မှုနဲ့ယတနာတွေဖြစ်ပါတယ်ရှမ်းမန်ငောင်းမှတ်မိတယ်မင်းရောက်ဖန်ရှမ်းမန်အယောင်ခဏမျိုးတောက်ပညာရှင်ကရေဦးလိုက်ပါတယ်ဝလင်းကအဝေးရအယောင်ခဏမျိုးတောက်ပညာရှင်ကိုကြည့်လိုက်ပြီးထူးဆန်းတဲ့မျက်နှာအမူအရပေါ်လာပါတယ်အယောင်ခဏမျိုးတောက်ပညာရှင်ပြောလိုက်တာကိုသူကကြားလိုက်ရပြီမယ်အယောင်ခဏမျိုးတောက်ပညာရှင်ကသူ့ကိုသတိထောင်မိပုံမရပါဘူးခဏလောက်စဉ်းစားပြီးနောက်ဝလင်းရဲ့မျက်လုံးကတောက်ပသွားပါတယ်ပုံရင်းအောင်ထဲကပုံရင်းအောင်ဖြစ်နိုင်မလား ခနာအကြမှာဝင်လင်းကရောင်ခဏမျိုးတောက်ပညာရှင်စီကိုသတိကြီးစွာလှမ်းသွားပါတယ်။သူကမကြခင်မှာပဲတောင်အောက်ရောက်သွားပြီးအရောင်ခဏမျိုးတောက်ပညာရှင်နဲ့ပေးထောင်အကွာမှာရှိနေပါတယ်။အရောင်ခဏမျိုးတောက်ပညာရှင်ကိုစိုက်ကြည့်ရင်ဝင်လင်းရဲ့မျက်လုံးနှိမ့်ထဲမှာစုံမချက်ချထားတဲ့အချီတစ်ခုကပေါ်လာပါတယ်။သူ့ရဲ့ညာဘက်လက်ကိုဆန်းထုတ်လိုက်ပြီးသူ့ရဲ့တူတော်နေရာထဲကနေတစီမျက်နှာရွတ်တန့်ကိုထုတ်ယူလိုက်ပါတယ်။ထိုးရဘာလို့လဲဆိုတာသူကမသိသေးသလိုအပြေအဝမတန့်စင်ရသေးပေမဲ့သူကသူ့ရဲ့နဖေးအယုံကို အထဲကိုပေါင်းဆက်ထည့်သွင်းထားပါတယ်ရွက်တန်းကိုထုတ်ယူပြီးတဲ့နောက်ဝင်လင်းကထိုင်ချလိုက်ပြီးဝင်ရမ်းလိုက်ပါတယ်ဝင်လင်းကထိန်ချုပ်လိုက်တဲ့အခိုက်တက်မှာပဲရွက်တန်းဟာသူ့ရဲ့ခန္ဓာကိုပတ်လိုက်ပြီးသူ့ရဲ့မူလဝိညာဉ်နဲ့အတူရှေ့ကိုပြန်တန်းသွားပါတယ်ဝင်လင်းရဲ့မူလဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကနေထွက်သွားပြီးရွက်တန်းလေးကိုဝင်ရောက်သွားပါတယ်ရွက်တန်းဟာလီဟာနယ်ကိုထုဖောက်သွားပြီးအယောင်ခဏမျိုးတောက်ကိုပညာရှင်စီကိုအရှိန်ပြပြင်းနဲ့တိုးဝင်သွားပုံရပါတယ်ရွက်တန်းဟာကောင်းကင်မှာပွင့်ကားလာပြီးတစီမျက်နှာလည်းတဖြည်းဖြည်းနဲ့ဝင်လင်းရဲ့မျက်နှာအဖြစ်ပြောင်းလဲသွားပါတယ်အယောင်ခဏမျိုးတောက်ကိုပညာရှင်ကသူ့ရဲ့ကြောင်ငင်းနေတဲ့မျက်လုံးနေနဲ့ကြည့်လိုက်ပါတယ်ထိုအခ ခိုက်တက်မှာပဲဝင်လင်းရဲ့အမိအယုံကရုတ်တရက်မှောက်မိုက်သွားပါလေအယောင်9မျိုးတောက်ပညာရှင်ရဲ့မျက်လုံးတွေဟာတွင်းနဲ့ကြီးတွေလိုဖြစ်နေပြီးသူ့ကိုချက်ချင်းပဲဆွဲငင်ထဲသွင်းသွားပါလေဝင်လင်းကအမိတစ်ခုကိုပုတ်လွတ်လိုက်ချိန်မှာပဲမိုးချင်းတန်လိုကျေလောင်တဲ့အတန်နဲ့အတူရင်းနှီးနေပြီးယူသွတဲ့ရေတန်တစ်ခုကသူ့ရဲ့နားထဲကိုဝင်ရောက်လာပါလေသူ့ရှေ့ရအမောင်ထူးကထူးဆန်းတဲ့ဆွမ်းအားတစ်ခုကြောင့်ဆုပ်ဖဲခံလိုက်ရပုံရပြီးသူ့ရှေ့မှာပေါ်လာတာပြုတ်ကွဲနေတဲ့ဇေဒီတွေပြင်းထန်နေတဲ့နေရာတစ်ခုပါမြင်မာတဲ့ဇေဒီတွေနဲ့အပျက်စီးအလုံးနဲ့အတူထိုနေရာကဂိုင်းတစ်ခုလိုမြင်နေရပါလေ ထိုရင်းနှီးတဲ့ရေတံကမိကုန်းကိုဝေယုံကိုဝှက်ထားပြီးသပင်ရှိန်နဲ့တက်လက်ပိုင်အရွယ်လူတယောက်စီရာဖြစ်ပါလေထိုတက်လက်ပိုင်အရွယ်လူကချုံမော်ပြီးသူ့ရဲ့မျက်လုံးနေရာအေးဆက်နေပါလေသူကလူတိုင်းကိုနှလုံးသားထဲရနေခံစားမိစေနိုင်တဲ့မာနတရားကိုထွက်လွတ်နေပါလေထိုချိန်မှာသူကညာဘက်လောက်ကိုမြှောက်လိုက်ပါလေသူ့ရှေ့မှာအေယာမဇေဒီတစုကရှိနေပါလေသူကဇေဒီကိုဖြိုခွင်းတော့မဲ့အချိန်မှာပဲဇေဒီကပြုတ်ကွဲသွားပြီးအတွင်းထဲရနေအယောင်ခွန်းမျိုးအလင်းတန်းနေရာလင်းလက်လာပါလေ ဒေါသထွက်နေတဲ့လူတစ်ယောက်ကပေါ်လာပါတယ်ဝင်လင်းကထိုလ်လူကိုကြီးလိုက်ချိန်မှာအသက်ကိုပြင်းပြင်းရှူသွင်းလိုက်မိပါတယ်ထိုလ်လူကဝင်လင်းရဲ့တူတော်နေရာထဲကရုပ်ထုနဲ့တပုံနဲ့တူနေပါတယ်သူကတော့အယောင်ခဏပါကောင်းကင်ဘုံဧကရစ်ပါတက်လက်ပံအရွယ်လူရဲ့ပုံမှန်သဏ္ဍာန်မရင်းနှီးပေမဲ့သူ့ရဲ့ရေတံတဲ့အတန်ကဝင်လင်းကိုတုံလုံးသွားစေပါတယ်ဝင်လင်းကသူကယူဖြစ်ကြောင်းမှတ်မိလိုက်ပါတယ် အယူရဲ့နောက်မှာတော့ညီမြန်းနေတဲ့ငကားတစ်ကောင်ကပြန်ဝင်နေပါလေ။သူကမာနကြီးတဲ့ဟိန်းသံတစ်ချက်ကိုပြုတ်လိုက်ပါလေ။အယူရဲ့ဘေးမှာတော့အပေါ်ဝင်းကိုဝစ်ထားတဲ့ခေါင်းတုံးနဲ့ဆယ်ချိုသက်ကောင်လေးတယောက်ကရှိနေပါလေ။ခေါင်းတုံးနဲ့ဆယ်ချိုသက်ကောင်လေးရဲ့ခန္ဓာပိန်လိနေပြီးထိုးချိန်မှာသူကတစုံတယောက်ကိုတိုက်ခိုက်နေရင်ကြမ်းတမ်းတဲ့အမူအရာရှိနေပါလေ။ဝက်လင်းကဆယ်ချိုသက်ကောင်လေးနဲ့တိုက်ခိုက်နေတဲ့သူကိုမှတ်မိလိုက်ပါလေ။သူကတော့မိုးပြောင်ငကားပေါ်ချုပ်ပါ။ ပဝင်းချင်းကိုကြည့်လိုက်တော့ထိုနေရာတိုက်ဝဲမြေပြင်တစ်ခုဖြစ်နေပြီးအရန်ဦးမှဖျို့ဖျဲဖြစ်နေပါလေ။ဘိုးကျုံ၄ယောက်ထဲက၃ယောက်ကရှိနေပြီးကိုလုံးထုံမိဖုရားငယ်၈ယောက်ကလည်းထိုနေရာမှာရှိနေပါလေ။မိုးချိန်တန်လိုကျေလောင်တဲ့အတန်ကြီးကပဲ့တင်ထထွက်လာပြီးမြေကြီးကလည်းပြုတ်ကွဲသွားပါလေ။အစိပ်ပိုင်းအမြောက်များပြုတ်ကွဲလာပြီးမြေမထွက်နိုင်တဲ့လီဟာနဲ့အကွဲကြောင်းတွေကကောင်းကင်မှာပေါ်လာပါလေ။အေးဆက်တဲ့လီပြင်းတွေကတိုက်ခတ်လာပြီးမြေပြင်ကိုခဲသွားစေပါလေ။ထိုရာဒီအားလုံးကိုကြည့်ရင်ဝင်လင်းကတုံလုံးသွားပါလေ။ခဏလောက်တုံလုံးသွားပြီးရင်တော့အယူနဲ့အယောင်ခဏမျိုးကောင်းကင်အေကရီတို့ကတိုက်မိသွားပြီးမိုးချိန်တန်လိုကျေ လောင်တဲ့အတန်ကြီးကထွက်လာပါတယ်အယောင်ခဏမျိုးကောင်းကင်ဧကရိကနောက်လစ်ဆင်သွားပြီးသွေးမြောင်းကိုအထုတ်လိုက်ရပါတယ်သူ့ရဲ့မျက်နှာကနာကျင်မှုနဲ့ယူသွမှုတွေပြင်းထန်နေပြီးပြင်းထန်တဲ့ဟိမ့်တန်တဲ့ချက်ကိုပြုလိုက်ပါတယ်ဖန်ရှမ်မန်ဖန်ရှမ်လူမင်းတို့နှစ်ယောက်ကဘာအတွက်ငါ့ကိုတစ္ဆာဖောက်ကြရလဲငါမင်းတို့ဘောမှာမကောင်းခဲ့လို့လားဘာလို့လဲငါဒီအစိပ်ပန်းကိုရခဲ့လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုထင်းနေတော့ငါတို့အတူတူဖျက်တမ်းခဲ့တဲ့နှစ်ပေါင်းတောင်းချီကိုမေ့ပြစ်လိုက်တာလားဖန်ရှမ်မန်ထွက်ခဲ့အပြန်ခီးမှာမင်းကငါ့ကိုချောင်းမြောင်းပြီးတော့တိုက်ခိုက်ခဲ့တယ် ါပေမဲ့ငါမင်းကိုထွက်သွားခွင့်ကိုပေးခဲ့ပြီးမတက်ခဲ့ဘူးငါရဲ့နှလုံးသားဘလောက်ထိတော့နာကျင်ခဲ့ရလဲဆိုတော့မင်းအသိလားမင်းအသိရဲ့လားအခုမင်းအအပြင်လူတယောက်ကိုခေါ်လာပြီးတော့ငါ့ကိုလာတက်တယ်မင်းအတကယ်မင်းမရုပ်ပဲပြီးတော့မင်းလန်တာကိုဖိမင်းမမြင့်မြတ်တဲ့အဆင့်တန်းနဲ့မင်းမတွနိုင်တဲ့တောက်လက်တွဲပေါ်တွေကမင်းရဲ့ဘေးနားမှာရှိနေခဲ့တယ်။မင်းကအဲ့ဒီမင်းမယုတ်ကိုလွန်ခဲ့တဲ့နှစ်တွေထဲကသဘောကျနေခဲ့တာ။ငါမသိဘူးလို့မင်းကတကယ်ပဲထင်နေရလား။ အယောင်9မျိုးကောင်းကင်ဘုံဧကရိကသူ့ရဲ့မျက်လုံးလေးထဲမှာယူသွမှုတွေပြင်းထန်နေရင်သူကဟိမ့်လိုက်ပါလေအယူပို့ပြီးတော့တိတိကျပြောရရင်လန်တာကိုဖေကရန်ဝန်မာနကြီးတဲ့ပုံပေါက်နေပါလေထိုစကားကိုကြားပြီးရင်တော့သူကခေါင်းကိုခံရပြီးပြုံးကပြောလိုက်ပါလေဒီဘင်းကိုဖျားယုံခဲ့တဲ့သူကသူမပဲဒါပေမဲ့ဒီဘင်းကအချားလူရဲ့တာအိုလက်တွဲပုံကိုစိတ်ဝင်စားဘူးငါအစိတ်ပိုင်းအတွက်ပဲလာခဲ့တာအစိတ်ပိုင်းကိုပေးငါထွက်သွားမယ်မင်းတို့နှစ်ယောက်ကြားကိစ္စကိုလေငါဝင်မပါဘူးအစိတ်ပိုင်းလားဒီနေ့ဒီနေရာမှာရှိတဲ့ မင်းတို့ထဲကဘသူကမှထွက်သွားလို့မရဘူးအယောင်ခဏမျိုးကောင်းကြီးပုံဧကရီရဲ့မျက်လုံးညားနီးရဲသွားပြီးသူ့ရဲ့လက်ကိုဝင်ရင်လိုက်ပါတယ်ကဘာကြီးကအယောင်ပြောင်းလဲသွားပြီးအီယမဝဲကြီးကြီးကကောင်းကြီးမှပေါ်လာပါတယ်ဝဲကြီးရဲ့အတွင်းထဲမှာအီယမမျက်လုံးကြီးတစ်လုံးကပေါ်ထွက်လာပါတယ်ထိုမျက်လုံးမှာဘလို့ခန်းစားချက်မှမရှိပဲလုံးဝကိုလိလူရှူထားပါတယ်သူကသူ့အုပ်ကရာအလုံးကိုစိုက်ကြည့်ပြီးတဲ့နောက်ဖင်းချင်းစွာနဲ့မှိတ်သွားပါတယ်မျက်လုံးကမှိတ်သွားတဲ့အခိုက်အတန့်မှာလန်တာအိုဖီရဲ့မျက်နှာအမူအရအကြီးအကျယ်ကိုပြောင်းလဲသွားပါတယ်ကောင်းကင်တောင်မင်းတို့အားလုံးက ဒီတခင်ကြီးအတွက်တေလိုက်ကြစမ်းအယောင်ခဏမျိုးကောင်းလေးပုံအေကရစ်ကသူ့ရဲ့လက်ကိုဝင်ရင်လိုက်ပြီးကဘာကြီးကတုန်ခါသွားပါလေအနေရောအမွှေးမြင့်နေရပြန့်နှံ့လာပြီးဝယ်လင်းရဲ့အမိအယုံကိုဖုံးလွှမ်းသွားပါလေကြေကွဲဖွဲ့ရအဟိတန်နေရပဲ့တင်ထထွက်လာပြီးဝယ်လင်းကိုတုံလို့စီတဲ့အစွမ်းထက်တဲ့အချိန်မှာသူ့ရဲ့စိတ်ကိုလွှမ်းခြုံသွားပါလေလန်တာအိုဖီကထိုအနေရောအမွှေးထဲမှာပြင်းထန်စွာနဲ့ဒဏ်ရာသွားပြီးကောင်းလေးတော်ရဲ့ဝါမြူချင်းကိုခံလိုက်ရပါလေအယောင်ခဏမျိုးကောင်းလေးပုံအေကရစ်ရဲ့ခန္ဓာကလည်းပြုတ်ကွဲပြီးတော့ပြန့်ကျဲသွားပါလေသူ့ရဲ့ပြန့်ကျဲသွားတဲ့ခန္ဓာကိုယ်ကအပိုင်း၃ပိုင်းအဖြစ်ကွဲထွက်သွားပြီးအရဲမျက်နှာ အလုံးစီကိုပြန်တန်းသွားပါတယ်။ဒပိုင်းကတော့အယောင်9မျိုးတောက်ပညာရှင်ဖြစ်လာပြီးနောက်ဒပိုင်းကတော့သူ့ရဲ့အနှစ်သာရဖြစ်ပါတယ်။နောက်ဒပိုင်းကတော့သူ့ရဲ့မှတ်ဉာဏ်အလုံးကိုတည်ဆောင်သွားပြီးအဝေးကိုပြန်တန်းသွားပါတယ်။ထို့အချိန်မှာပဲပထမဦးဆုံးဝိညာဉ်ဖြစ်တဲ့အယောင်9မျိုးတောက်ပညာရှင်ကတတိယဝိညာဉ်ရဲ့နောက်ကိုလိုက်ပါပြန်တန်းသွားပါတယ်။ဝယ်လင်းရဲ့စိတ်ကရုတ်တရက်ကြည်လင်သွားပြီးထို့အခိုက်အတန့်မှာအယောင်9မျိုးတောက်ပညာရှင်ကဘာကြောင့်ပုံဝင်ရောက်ထဲမှာပိတ်မိနေဖို့အတွက်စာနာရှိပြီးမထောက်ခွာချင်နေလဲဆိုတာကိုသူကသိလိုက်ရပါပြီ။အယောင်ပါနဲ့ပြီးဆုံးဖြတ်ချက်ပြတ်သားတဲ့လောက်ရပဲ။ အယောင်9မျိုးတောင်ပညာရှင်ဝင်လင်းကအရာအလုံးမျက်မြင်တွေ့နေရပြီးသူ့ရဲ့စိတ်ကလုံးဝကိုကြည်လင်နေပါလေအယောင်9မျိုးတောင်ပညာရှင်ကဘာကြောင့်ထိုပုံရင်းရောက်ထဲမှာပြိမိနေဖို့စာနာရှိနေလဲဆိုတာကို तू ကနားလည်သွားပါပြီ function man အယောင်9မျိုးတောင်ပညာရှင်ကိုပုံရင်းရောက်ထဲကိုမျှခိုခဲ့တာပြီးတော့ तू ကလည်း तू မောကိုသူ့ကိုခေါ်ဆောင်သွားခွင့်ကိုပေးခဲ့တယ်ဒါပေမဲ့ तू ကအယောင်9မျိုးကောင်းကင်ဧကရီကြေမော့သွားခဲ့တဲ့တိုက်ပွဲစီကိုပြန်သွားဖို့ ုံရင်းရောက်အောင်အတင်းကျပ်ပြောင်းလဲဖြစ်ဖို့အတွက်သူ့ရဲ့အစွမ်းထက်တဲ့ကြင်ကြံမှုကိုအသုံးပြုခဲ့တယ်။သူအလိုချင်ဆုံးအရာတတိယဝိညာဉ်ကိုရှာဖွေဖို့ပဲ။ဒါပေမဲ့ဒီနှစ်တည်းကြာလာတဲ့အထိသူကတတိယဝိညာဉ်နဲ့ပတ်သက်တဲ့တဲလွန်စာဘာတစ်ခုမှရှာမတွေ့သေးဘူး။တတိယဝိညာဉ်ဟာဘယ်နေရာမှာပုံအောင်နေရလဲ။အခုဘသူဖြစ်နေမလဲဆိုတော့သူကမသိဘူး။ဒါကြောင့်အယောင်9မျိုးကောင်းကင်ဘုံဧကရေကဝိညာဉ်3ခုနဲ့အစိတ်ပိုင်း9ခုဖြစ်ကွဲထွက်သွားခဲ့တဲ့အချိန်စီကိုပြန်သွားဖို့အတွက်ဒီပုံရိပ်ရောင်ကိုသူကအသုံးချလိုက်တာ ပြီးရင်တော့သူကအခုလုံနေတဲ့လိုမျိုးတတိယဝိညာဉ်ရဲ့နောက်ကိုလိုက်သွားမှာသူကအဲ့ဒါဘယ်နေရာမှာဝင်စားဖို့အတွက်သွားခဲ့လဲဆိုတော့ကြည့်မလို့ပဲတကယ်လို့သူကသာတတိယဝိညာဉ်ဟာဘယ်ကိုသွားမလဲဆိုတော့မြင်ခဲ့ရင်ပုံရင်းရောင်ကအတူရောင်ဖြစ်နေရင်တော့တတိယဝိညာဉ်ကိုရှာတွေးနိုင်မယ့်အခွင့်အရေးတစ်ခုကိုမြင်နိုင်လိမ့်မယ်ငါသူ့ကိုအောင်မြင်ခွင့်ကိုပေးလို့မရဘူးတကယ်လို့သူကဘာဖြစ်ခဲ့မလဲဆိုတော့မြင်တွေ့သွားနိုင်ခင်သူကတကယ်ပဲတတိယဝိညာဉ်ကိုရှာတွေ့သွားနိုင်တယ် ဝင်လင်းကတဆင်မျက်နှာရွတ်တိုင်ရဲ့ဝင်းရမှုအောက်မှာပဲရှေ့ကိုတိုးဝင်သွားပါတယ်။သူကထိုးနေရာကိုသူ့ရဲ့မူလဝိညာဉ်နဲ့ရောက်နေရမလို့တမန်အချိန်တွေထက်ပိုပြီးတော့မြန်နေပါတယ်။ဒိုးရတဲ့သူကအယောင်9မျိုးတောက်ပညာရှင်နဲ့တတိယဝိညာဉ်ကိုလိုက်မိဖို့ကမတတ်နိုင်သေးပါဘူး။အဲ့ဒီယောက်ကသူ့ရှေ့ကနေပြတ်ကွက်သွားပြီးဝင်လင်းရဲ့နှဖျားအယုံကဖြန့်ချက်လိုက်ပြီးမဲ့သူတို့ကိုရှာမတွေ့နိုင်သေးပါဘူး။ငါဒီတိုင်းဆက်လုပ်နေလို့မဖြစ်ဘူး။ငါအရန်ကိုနှီးနေတယ်။ ဝယ်လင်းရဲ့မျက်လုံးတွေထဲမှာအေးဆက်တဲ့ရေယုံကဖြစ်ပြေးသွားပါလေသူကသူ့ရဲ့ညာဘက်လက်ကခန္ဓာကိုယ်ကိုပုတ်လိုက်ပြီးအနှစ်သာရစွန့်ရင်တလုံးကိုထွေးထုတ်လိုက်ပါလေထိုအနှစ်သာရစွန့်ရင်ကအနှစ်သာရသွေးထက်အများကြီးပိုပြီးတော့အဖိုးတန်ပါလေသူ့ရဲ့မူလဝိညာဉ်ဟာချက်ချင်းပဲအားနေသွားပါလေသူ့ရဲ့မူလဝိညာဉ်ဟာရှေ့ကိုခြေတလန်းတိုးလိုက်ပြီးအနှစ်သာရစွန့်ရင်နဲ့ပေါင်းဆက်သွားပါလေသူ့ရဲ့အမျက်နှုံးကအကြီးအကျယ်ကိုတိုးမြင့်လာပြီးအရင်အားထက်အစာပေါင်း100မြင်းနဲ့အမျက်နှုံးနဲ့ရှေ့ကိုပြေးထွက်သွားပါလေ မျက်စိတမိတ်အတွင်းမှာဝင်လင်းကဝေးတနေရာမှာပေါ်လာပြီးအယောင်ခဏမျိုးအလင်းတန်းတစ်ခုကသူ့ရဲ့နဖျားအယုံရဲ့အစွန်းနားမှာပေါ်လာပါတယ်နောက်ထပ်နည်းနည်းလောက်လုံနေသေးတယ်ဝင်လင်းကတောင်းမြောက်အောင်အကြိတ်ပြီး နောက်ထပ်အနှစ်သာလာစွန့်အင်တလုံးကိုထွေးထုတ်လိုက်ပါလေ။သူ့ရဲ့အမြန်နှုံးကနောက်တစ်ချိန်အကြီးအကျယ်မြင့်တက်သွားပါလေ။သူ့ရဲ့မူလဝဉ္ဉင်ဟာစုဖြဲခန့်အားတော့မလို့စူးရှားတဲ့နာကျင်မှုတစ်ခုထွက်ပေါ်လာပါလေ။သူကခံနိုင်ရှိတဲ့အမြင့်ဆုံးအရှင်ကိုရောက်ရှိသွားပါပြီ။ထိုအမြန်နှုံးနဲ့ဝင်လင်းကနောက်ဆုံးတော့အယောင်ခဏမျိုးတောက်ပညာရှင်ကိုသူ့ရဲ့နဖျားယုံနဲ့အမိလိုက်နိုင်သွားပါလေ။သူကအယောင်ခဏမျိုးတောက်ပညာရှင်ရှေ့ကတတရားဝဉ္ဉင်ဖြစ်တဲ့အလင်းတန်းကိုလည်းမြင်လိုက်ရပါလေ။အယောင်ခဏမျိုးတောက်ပညာရှင်ကမျက်မှောက်ကျုပ်လိုက်ပါလေ။သူကဝင်လင်းကိုသတိထားမိတာပါ။ ူကပုံရင်းရောက်ကိုအတင်းအကျပ်ပြောင်းလဲခဲ့တာပါထို့ကြောင့်အခြားတစ်ယောက်ကဝင်ရောက်လာတာကိုသူကသဘောတိုင်သိနေပါတယ်။ဒိုးရတဲ့အခုအချိန်ကတတရားဝဉ္ဉင်ဘယ်ဟုသွားခဲ့လဲဆိုတာရှာဖွေဖို့ကသူ့အတွက်အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအခွင့်အမျိုးကတသက်မှတစ်ခါပါပဲ။ဘာပဲဖြစ်ဖြစ်လှိုင်းကူကဘာထင်းမှဘသူကမှဒီလောက်စွန့်ထက်တဲ့ပုံရောက်နီးပညာကိုအသုံးမပြုနိုင်ပါဘူး။သူကဝက်လင်းကိုလုံးဝလိလုရှုပြီးတတိယဝဉ္ညင်စီကိုပြင့်မှတ်ထားဖို့အာယုံဆိုင်လိုက်ပါလေ။သူကတတိယဝဉ္ညင်ဟာဘယ်နေရာကိုသွားမလဲဆိုတာကိုမြင်ချင်နေပါလေ။သူကသာအဲ့ဒါဘယ်ကိုသွားလဲဆိုတာကိုရှာတွေ့နိုင်ခဲ့ရင်ထူပုံရင်းရောက်ကနေထွက်သွားပြီးရန်နောက်မှာတတိယဝဉ္ညင်ကိုရှာတွေ့နိုင်မယ်လို့ယုံကြည်မှုရှိနေပါလေ။အချိန်ကချက်ချင်းပဲကုန်လွန်သွားပါလေ။ဝက်လင်းကအယောင်ခဏမျိုးတောက်ပညာရှင်ကိုမနှဲမိအောင်လုပ်နိုင်ဖို့အတွက်တတိယမြောက်အနှစ်သာရစွန့်ရင်းကိုထွေ ထုတ်လိုက်ရပါတယ်သူရဲ့မူလဝိညာဉ်ဟာရှေ့ကိုတွွင့်နေလောင်ကျွမ်းနေပုံရပါတယ်သူရှေ့ရကျေစုစနစ်ကဝေပေါင်းတော့ပုံရပြီးကျေမီပုံတစ်ခုကပေါ်ထွက်လာခဲ့ပါတယ်ထိုကျေမီပုံကလှိုင်ကူတစ်ခုလုံးကိုချုပ်ထားသလိုပါပဲဝက်လင်းကထိုရာလှိုင်ကူတစ်ခုလုံးရဲ့မြေပုံဖြစ်ကြောင်းချက်ချင်းပဲမှတ်မိလိုက်ပါတယ်အတွင်းနဲ့ပင်နဲ့အပြင်နဲ့ပဲကိုခွဲခြားထားတဲ့နယ်ပယ်တစိုက်ခတ်ခြင်းပိတ်ပင်တားဆီးမှုအစဉ်ကမရှိသေးပါဘူးသူတို့ကတစ်ခုတည်းအဖြစ်ရှိနေကြတော့မှဝက်လင်းကတတိယဝိညာဉ်ကျေမီပုံတွေကိုတွွင့်သွားတော့ကိုယ်တိုင်မြင်တွေ့လိုက်ရပါတယ်အလဲဘဟုဥတီမသွားခဲ့ပေမဲ့အလဲဘဟုနဲ့နီးစပ်နေပါတယ်မြေ ီးဘုံအသေးချာခွဲထားကြည့်လိုက်ရင်ထိုရာရှင်းလင်းစွာပဲအတွင်းနဲ့ပဲဖြစ်နေပါလေအတွင်းနဲ့ပဲတတိယဝိညာဉ်ဟာအတွင်းနဲ့ပဲကိုသွားခဲ့တာဝန်လင်းရဲ့မျက်လုံးလေးထဲမှာထူးဆန်းတဲ့အလေးအံကပေါ်လာပြီးသူကလျှက်တပြက်ပျောက်ကွယ်သွားပါလေ အယောင်ခဏမျိုးတောက်ကိုပညာရှင်ကလည်းဟိမ့်သက်တစ်ချက်ကိုပြုတ်လိုက်ပြီးသူ့ရဲ့လက်ကလက်တစိတ်တစ်ခုကိုဖွဲလိုက်ပါလေ။ကြဲမီပုံကလှီမြန်စွာနဲ့ကြဲပြန်လာပြီးပျောက်ကွယ်သွားတဲ့တတရားဝိညာဉ်ကိုနောက်တစ်ချိန်ပြန်လည်ပြီးတော့ရှာထွေ့သွားပါလေ။တတရားဝိညာဉ်ဟာလက်ရှိတိမ်ပီလင်ကိုထုတ်ဖောက်သွားပြီးစင်ခုံမျက်စိကိုပြန်တန်းသွားပါလေ။စင်ခုံမြင့်ထဲမှာရက်တန့်သွားနိုင်ပါလေ။ဒါမှမဟုတ်အခြားကြဲစုစနစ်တစ်ခုစီကိုထုတ်ဖောက်သွားနိုင်ပါလေ။တတရားဝိညာဉ်ဟာဘယ်နေရာမှာဝင်စားဖို့အတွက်သွားခဲ့လဲဆိုတာကိုဝက်လင်းကသိရဖို့အတွက်အချိန်ကြာကြီးလူတော့မှမဟုတ်ပါဘူး။ဒိုးရတဲ့အလားတူပဲဝက်လင်းကမြင်နိုင်ခဲ့ရင်အယောင်ခဏမျိုးတောက်ကိုပညာရှင်ကလည်းမြင်နိုင်ပါလေ။ ်အယောင်ခဏမျိုးတောက်ပညာရှင်ကစိတ်လှုပ်ရှားမှုတွေနဲ့ပြင်းထန်နေခဲ့ပါတယ်ထိုယာရီအလုံးကတကယ်အစ်ဟုတ်မဟုတ်ဒါမဟုတ်အတိတ်ကဖြစ်ဖြစ်ခဲ့တယ်လို့မျိုးတပုံနဲ့ဖြစ်ဖြစ်နေတာဟုတ်မဟုတ်သူကမသိပေမဲ့ထိုယာအခွင့်အရေးတစ်ခုပါမရေမတနိုင်တဲ့နှစ်တွေတခြားမှာသူရရှိခဲ့တဲ့ပထမဆုံးသောအခွင့်အရေးပါတကယ်လို့သူသာတတိယဝိညာဉ်ကိုရှာထွေ့သွားရင်ငါတန်တရားမရှိပဲတရားလိမ့်မယ်ငါသူ့ထက်အရင်ရှာထွေ့ရမယ်ငါမရှာထွေ့နိုင်ခဲ့ရင်တော့အသာဘူးမှာရှာထွေ့ခွင့်မပေးနိုင်ဘူး ဝန်လင်းရဲ့မျက်လုံးကအစ်ဆက်သွားပြီးဆုံးမြတ်ချက်ပြသနေပါတယ်။သူကတင်သူ့ရဲ့ချင်းချင်မှုအစဉ်အအများကြီးနှိမ့်ချနေပါတယ်။ထိုးကြောက်သူကဒါကိုမတားဆီးနိုင်ပါဘူး။တတရားဝိညာဉ်ဟာနှိကွေးသွားပြီးရတတ်မလို့ဖြစ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာအယောင်ခွန်မျိုးတောက်ပညာရှင်ရဲ့ဆဲလူရှောင်းမှုကအထွန်းထဲကိုရောက်ရှိသွားပါတယ်။ထိုးအချိန်မှာဝန်လင်းကရုတ်တရက်ရတတ်လိုက်ပြီးသူ့ရဲ့လက်ကလက်တစိတစ်ခုကိုဖွဲလိုက်ပါတယ်။သူ့ရဲ့မူလဝိညာဉ်ပက်လိုက်ကတဆင်မျက်နှာရွတ်တိုင်ကလေးလံသွားပြီးသူ့ရဲ့မူလဝိညာဉ်ဟာရုတ်တရက်ပြောက်ွက်သွားပါတယ်။သူကပြန်ပေါ်လာတဲ့အခါကဘာကြီးကအယောင်ခွန်မျိုးအလင်းတန်းနဲ့ဖုံးလွှမ်းနေပါတယ်။ဝန်လင်းရဲ့ခန္ဓာကတုံ ခသွားပြီးအယောင်9မျိုးတောက်ပညာရှင်စိတ်လှုပ်ရှားမှုရင်းနဲ့ပြင်းထန်နေပြီးထိုင်နေတဲ့ပထမဦးဆုံးပုံရောက်စီကိုသူကပြန်ဦးလာပါတယ်ဝင်လင်းရဲ့မူလဝိညာဉ်ကရွက်လွင်းကိုဝင်းရံထားပြီးပုံဝင်းချင်းကိုကြီးလိုက်ပြီးရတော့သူ့ရဲ့မူလဝိညာဉ်ကပထမဦးဆုံးပုံရင်းရောက်ထဲကသူ့ရဲ့ခန္ဓာထဲကိုပြန်ဝင်သွားပါတယ်သူ့ရဲ့ခန္ဓာထဲကိုဝင်သွားတဲ့အခိုက်အတန့်မှာပဲသူကချက်ချင်းမတရက်လိုက်ပြီးအယောင်9မျိုးတောက်ပညာရှင်စီကိုတုံဆိုင်ချင်းမရှိပဲရှောက်သွားပါတယ်သူကဒုတိယပုံရင်းရောက်ထဲမှာအယောင်9မျိုးတောက်ပညာရှင်ကိုမတားဆီးနိုင်ခဲ့ပါဘူးသူကရင်သူကရွက်လွင်းကိုအုံပြုပြီးပထမပုံရင်းရောက်စီကိုပြန်လာနိုင်ပါတယ်သူကအယောင်9 မျိုးတောက်ပညာရှင်ကိုထိုးနေရာမှာနိုးထစေနိုင်ပြီးသူ့ရဲ့ပန်းတိုင်ကိုအောင်မြင်လို့လုံနိုင်ပါတယ်။ဝလင်ကရောင်ခဏမျိုးတောက်ပညာရှင်အနားကိုချင်းကပ်သွားချိန်မှာပဲမိငတ်ကိုးကောင်ကရုတ်တရက်မျက်လုံးဝင်ဖွင့်လိုက်ပါတယ်။သူတို့ကအစွမ်းထက်တဲ့အပူလိုင်းကိုထွက်လွတ်လိုက်ပါတယ်။ထိုးအပူကမိရဲ့စွမ်းရည်မဟုတ်ပါဘူးအလင်းရဲ့စွမ်းရည်ပါ။အလင်းရဲ့အဖူကမိထက်မေးမတွက်နိုင်တဲ့အစာပို့ပြီးတော့ပြင်ထက်ပါလေထိုးရဝလင်းကိုလွှမ်းခြုံသွားတဲ့အချိန်မှာသူကအေးပြော်တော့မလို့ခံစားလိုက်ရပါတယ်သူ့ရဲ့သဖင်တွေကမိလောင်သွားပြီးချက်ချင်းပဲပြောက်ကွယ်သွားပါတယ် ဝန်လင်းရဲ့ခန္ဓာပြင်းထန်တဲ့နာကျင်မှုနဲ့ပြင်းထန်သွားပါတယ်။သူကသာနည်းနည်းလေးပို့ပြီးတော့နီးကပ်သွားရင်အငွေဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ခန်းစားလိုက်ရပါတယ်။ငါအနာကိုကတ်လို့မရအောင်။ဝန်လင်းရဲ့မျက်နှာဖျော့သွားပြီးစိုးရင်ပူပန်လာပါတယ်။အယောင်9မျိုးတောက်ပညာရှင်ကဒုတိယပုံရောက်အတွင်းမှာဘာတွေတွေ့မြင်ခဲ့လဲဆိုတော့သူကမသိပါဘူး။ဒိုးရရင်သူ့မှာတားဆီးနိုင်မယ်နီလန်းသာမရှိရင် သူကချက်ချင်းထွက်ပြေးရတော့မယ်ဆိုတော့သူကသိနေပါတယ်။ဒိုးဝရင်ဝင်လင်းကဒီအတိုင်းထွက်သွားဖို့အတွက်စာနာမရှိပါဘူး။သူကခြေလန်းနေငယ်နောက်ဆုတ်လိုက်ပြီးနေကိုစင်းဝင်းရံခန္ဓာရတဲ့ဆေးလုံရှားနေတဲ့အယောင်9မျိုးတောက်ကိုပညာရှင်ကိုကြည့်လိုက်ပါလေ။ငါသူ့ကိုနိုးထလအောင်မလုပ်နိုင်မလဲ။ငါဘယ်လိုလုပ်တင်လဲ။အတွေ့အမျိုးကသူ့ရဲ့စိတ်ထဲမှာပေါ်လာချိန်မှာဝင်လင်းရဲ့မျက်လုံးကတောက်ပဆွန်နဲ့လင်းလက်လာပါလေ။အသက်ရှူချိန်အနေငယ်ကြာပြီးရတော့ဝင်လင်းရဲ့မျက်လုံးတွေကရုတ်တရက်ကျဉ်းမြောင်းသွားပါလေ။ပုံရိပ်ရောင် ပုံရိပ်ရောင်ကဘာတစ်ခုကအိမ်မက်တစ်ခုလိုပဲ။ တကယ်လို့ငါသူ့ကိုအိပ်ပျော်နေရလို့တတ်မှတ်လိုက်ရင်ငါသူ့ကိုနိုးအောင်လို့လှုပ်လိုက်ရုံပဲအဲ့ဒီခါကျရင်ပြဿနာကပိုပြီးတော့ရှင်းသွားပြီသူကအိပ်ပျော်နေရဆိုရင်ငါသူ့ကိုနိုးအောင်လှုပ်လိုက်ရုံပဲသူ့ကိုနိုးအောင်လှုပ်ဖို့ ဝန်လင်းရဲ့မျက်လုံးကတောက်ပဆွန်နဲ့လင်းလက်လာပြီးသူ့ရဲ့လက်ကိုဝင်ရလိုက်ပါတယ်သူ့ရဲ့မိုးကြိုးနဲ့မီးအနှစ်သာရကပြန်ထွက်လာပြီးမိုးကြိုးတန်းတွေထွက်လွနေတဲ့မီးဝဲကြက်ကဖြစ်လာပါတယ်တစ်ချိန်တည်းမှာပဲဝန်လင်းကလက်တစိမ့်ကိုဖွဲလိုက်ပါတယ်သူ့ရဲ့တေချင်းရှင်ချင်းအနှစ်သာရစိမ့်မှန်ချင်းနဲ့မှားယွင်းချင်းအနှစ်သာရပြီးတော့ကံကြမ္မာအနှစ်သာရအားလုံးကပြန်ထွက်သွားပါတယ်သူတို့ကဝဲကြက်ထဲကိုပေါင်းဆက်ဝင်ရောက်သွားပြီးအရာကိုပို့ပြီးတော့ကြီးမားသွားစီပါတယ်နောက်ဆုံးမှတက်ဖြတ်ချင်းအနှစ်သာရကလည်းပေါ်ထွက်လာပါတယ်အရာဝင်ရောက်သွားတဲ့အခိုက်အတန့်မှာပဲဝဲကြီးရက်ကတုန်ခါသွားပြီးဝန်လင်းရဲ့ဆာနာကြောင့်ပုံတရံပြောင်းလဲသွားခဲ့ပါတယ်နောက်ဆုံးမှာ တော့အဲ့ဒါဥကျိုးတစ်ခုလုံးပဲပုံတံတန်ဖြစ်လာပါတယ်ဝယ်လင်းကသူ့ရဲ့အတန်ကိုချဲ့နိုင်တဲ့ထိုဥကျိုးကိုဖွဲ့စည်းဖို့သူ့ရဲ့အနှစ်သာရာ၆ခုကိုအသုံးပြုခဲ့ပါတယ်ဥကျိုးအတွင်းထဲမှာလေပတ်နေတဲ့အနှစ်သာရာတွေဟာဝင်ရောက်လာတဲ့အတန်တွေကိုမင်းရင်မတွန့်နိုင်တဲ့အထိတိုးပွားသွားစေနိုင်ပါတယ်ထိုအရာအလုံးကိုလှုပ်ဆောင်ပြီးတဲ့နောက်ဝယ်လင်းကရှေးအောင်စွန်းအင်းကိုဖွဲ့စည်းဖို့ သူရဲ့ရှီဟောင်းမျိုးနဲ့စွန့်ရင်သုံးခုလုံးကိုအသက်သွင်းလိုက်ပါတယ်။ရှီဟောင်းအရိတ်ကသူ့ရဲ့နောက်မှာပေါ်ထွက်လာပါတယ်။ဝင်လင်းကအသက်ကိုရှူတင်လိုက်ချိန်မှာပဲသူ့ရဲ့မျက်နှာပေါ်ကသွေးကြောတွေကဖုံးကားလာပါတယ်။ပြီးတော့သူကသူ့ရဲ့အနှစ်သာရ၆ခုနဲ့ဖွဲ့စည်းထားတဲ့ဥကြိုတွေကိုဟိမ့်တဲ့တစ်ချက်ကိုပြုတ်လိုက်ပါတယ်။ ထိုးရရှီယောင်းနှဖျားတပားရဲ့ရှီယောင်းပုဂ္ဂိုလ်တယောက်ရဲ့ဟင်းတံမှာထိုးရဝင်လင်းရှီယောင်းအမိတော်ဂူတင်းကြီးနှင်းမှာတင်ယူခဲ့တဲ့ဟင်းရောက်တံမှာအေကရီကိုစန်းချိန်တော်မှာသူအသုံးပြုခဲ့တဲ့ဟင်းတံနဲ့အတူတူပါပဲ။ကောင်းငင်ကပြုတ်ခွဲသွားပြီးမြေကြီးကတုန်ခတ်သွားပါတယ်။အကွဲเจ้าနေရဆုတ်ပြဲသွားပြီးကဘာကြီးကရောင်ပြောင်းလဲသွားပါတယ်။မေးမတွန့်နိုင်တဲ့လေဟာနဲ့အကွဲเจ้าနေရဝင်လင်းနဲ့ရောင်ခွန်မျိုးတောက်ပညာရှင်ရဲ့ဂျားမှာဆုတ်ပြဲထွက်သွားပါတယ်။မုံတိုင်းတစ်ခုကစတင်တိုက်ခတ်လာပါတယ်။ထိုးရလည်းဝင်လင်းရဲ့ဟင်းတံကြောင့်ဖြစ်လာတာပါ။ပြီးတော့ထိုးရဒီအားလုံးကသူ့ရဲ့အနှစ်သာရ6ခုနဲ့ဖွဲ့စည်းထားတဲ့ ဲ့ဦးကျော်ဟာအတန်မချဲခင်မှာတော့ဖြစ်နေတာပါဝလင်းရဲ့ဟိန်းတန်အမှောက်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့အနှစ်သာရာ6ခုနဲ့ဖွဲ့စည်းထားတဲ့ခရာဂျိုတဲကိုဝင်ရောက်သွားပါတယ်အတွင်းထဲမှာခဏလောက်ပဲ့တင်ထပ်သွားပြီးရဲ့နောက်မှုန်တိုင်းကခရာရဲ့တစ်ဖက်အစွန်ကနေထွက်ပေါက်လာပါတယ် ဟင်းတန်ဟာမူလထေကအရန်တော့အစွမ်းထမ်းနေရပါအခုဆိုရင်တော့မင်းမတွန်းနိုင်တဲ့အစာပေါင်းများစွာချဲ့ထွင်းခံနိုင်ရပါတယ်ပထမဦးဆုံးပုံရင်းရောင်ကအချိန်ဟုန်နဲ့စတင်ပြုတ်ကွဲလာပါတယ်ထိုဟင်းတန်ဟာစိတ်ကူးမြင့်နိုင်တဲ့အတန်တစ်ခုဖြစ်ဖွဲ့စည်းပြီးအရောင်ခဏမျိုးတောက်ပညာရှင်ရဲ့ပက်လက်ကနေကိုးစင်းပုံကိုမှုတိုင်းတစ်ခုလိုကြောက်သွားပါတယ်နေကိုးစင်းကလည်းနှိမ်သွားမဲ့လက္ခဏာတွေကိုပြသလာပြီးအတန်ကအရောင်ခဏမျိုးတောက်ပညာရှင်ရဲ့နားထဲကိုဓာတ်ရဲဝင်ရောက်သွားပါတယ်ဒုတိယပုံရင်းရောင်အတွင်းမှာအရောင်ခဏမျိုးတောက်ပညာရှင်ကစိတ်လှုပ်ရှားမှုနဲ့ပြင်းထန်နေပါတယ်ပုံမှန်ဆိုရင်သူ့လိုကြီးကျယ်သူတယောက်စီမှာဒီလိုစိတ်လှုပ်ရှားမှု းမျိုးတွေရာဖြစ်လာမှာမဟုတ်ပါဘူးသူကနေအခုအချိန်မှာသူကမထိန်ချုံနိုင်ပါဘူးသူကအချိန်ကြာကြီးဆောက်ခဲ့ရတာပါတဘွားစာတော့ဆောက်ခဲ့ရတယ်လို့တော့ပြောလို့ရပါတယ်ထိုနေ့မှာတော့သူကမတင်မျိုးကျက်တာကိုမြင့်ကြီးကလာတဲ့စွာကနေတစဉ်တတိယမြောက်ဝိညာဉ်စီကိုဥတီနေတဲ့တဲလွန်စာတစ်ခုကိုနောက်ဆုံးတော့တွေ့ရှိသွားခဲ့ပါတယ်ထိုရာအစစ်မှန်လားဒါမဟုတ်စိတ်ကူးရင်မိလိုက်တာလားဆိုတာသူကမသိပါဘူးသူကနေထိုရာတတိယဝိညာဉ်နဲ့အနည်းဆုံးဖြစ်ရတဲ့ပထမဦးဆုံးအချိန်မှာ သူ့ရဲ့အကြည့်ထဲမှာတတိယဝိညာဉ်ဟာစင်းခွန်မြစ်ကိုထုဖောက်သွားပြီးနောက်ပိုင်းမှာအတောက်ပဆုံးကောင်းကင်အလင်းရောက်နေပယ်ဖြစ်လာမယ့်နေရာစီကိုဥတီသွားတော့သူကတွေ့လိုက်ရပါတယ်သူကပူပိုနီနီကဲကြည့်ကျင်လို့သူ့ရဲ့လက်တွေကိုလက်တစိုက်တွေဖွဲ့လိုက်ပါတယ်ဒိုးရရင်ထိုးချိန်လေးမှပဲထိန်းလန်းစီယာပြောင်းလဲမှုကဖြစ်ပေါ်လာပါတယ်သူ့ရဲ့နားထဲမှာမိုးချိန်တန်လို့ဟိန်းတန်ကိုကြားလိုက်ရပါတယ်အစာပိုင်းမှာအတန်အမကျဲသေးပါဘူးဒိုးရရင်မကြခင်မှာပဲအတန်အလွန်တိုးလာပြီးအယောင်ခုနှစ်မျိုးတောက်ပညာရှင်ရဲ့နားထဲမှာတစ်ခုတည်းတော့အတန်ဖြစ်သွားပါတယ် ထိုဟိန်းတရင်အောက်မှာအယောင်ခဏမျိုးတောက်ပညာရှင်ရဲ့ရှေ့ရအရာအလုံးကအစွမ်းထက်တဲ့စွာတစ်ခုရဲ့ဆွဲပြဲခြင်းကိုခံရရပုံပါပဲထိုရာသူ့ကိုထိုဒုတိယပုံရင်ရောက်ထဲကနေအပြုံဆွဲထုတ်ချင်နေပါလေသူရှင်းရှင်းလင်းလင်းမြင်နေရသည်လေတတိယဝိညာဉ်ဟာသူ့ရဲ့မျက်စိရှိမှတည်းပျောက်ကွယ်သွားပါလေသူရှေ့ရကြယ်မြေပုံကဝေဝါးသွားပြီးပြုတ်ကွဲသွားပါလေကြယ်မြေပုံနေမကပဲသူ့ရဲ့ပုံဝင်ခြင်းဟာအရာအလုံးကလည်းပြုတ်ကွဲသွားပါလေ ထိုးရာဒီအလုံးကအရန်အွန်အမြန်ဆန်နဲ့ဖြစ်သွားတာပါထိုးရာသူ့ဘဝရဲ့စိတ်လှုပ်ရှားမှုအပြည့်စုံအခိုက်အတန့်မှာဒုဝရင်တတရားဝိညာဉ်ဟာဘယ်ဟုသွားလဲဆိုတာသူကမြင်ရတော့မဲ့အချိန်မှာပဲအရာအလုံးကပြောက်ကွယ်သွားပါတယ်အရောင်ခဏမျိုးတောက်ပညာရှင်ကအာန်းတင့်သွားပါတယ်သူကဒါကိုမတားဆီးနိုင်ပါဘူးဘာလို့လဲဆိုတော့ပထမပုံရင်းရောက်ထဲကတရားရုပ်ကသူ့ကိုနှုတ်လိုက်လို့ပါ မဟုတ်ဘူးခနာလောက်အန်အသင့်သွားပြီးတဲ့နောက်သူကအရန်ဟုတ်ဒေါသထွက်နေတဲ့ကျုံဝါတန်ကိုပြုတ်လိုက်ပါတယ်ထိုကျုံဝါတန်ကသူ့ရဲ့ပါဇက်ကနေထွက်လာတယ်လို့ပထမပုံရောက်ထဲကအရန်ခုနှစ်မျိုးတောက်ပညာရှင်ရဲ့ပါဇက်ကနေလည်းထွက်လာပါတယ်ထိုရာဝလင်ရဲ့ဟိန်းတန်နဲ့တိုက်မိပြီးဖြက်စီအပြင်းနဲ့စွမ်းအားတစ်ခုကဖြစ်လာပါတယ်အနှစ်သာရာ6ခုနဲ့ဖွဲ့စည်းထားတဲ့ခရာကလည်းကျင်းမွသွားပါတယ်ဝလင်ကသွေးဘောကိုအန်ထုတ်လိုက်ရပြီးသူ့ရဲ့တကိုယ်လုံးကကျင်းမွသွားတော့မလို့ခံစားလိုက်ရပါတယ်တစ်ချိန်တည်းမှာပဲနေကိုစင်းကပြန်ကျဲသွားပြီးအစွမ်းထက်တဲ့ရိုက်ခတ်မှုကသူ့စီကိုတိုးဝင်လာပါတယ် အန်နီရဲ့ရှိတဲ့အခိုက်အတန့်မှာဝက်လင်းကသူ့ရဲ့ရှေးအောင်မတင်မျိုးနှီးပညာကိုတုံပြီးပြန်ကောင်းမှုကိုလုပ်လိုက်ပါတယ်။သူကလက်တစ်ချက်ဝင်ရဲလိုက်တော့တဆေမျက်နှာရွတ်တိုင်ဟာသူ့ကိုဝင်းရံလိုက်ပါတယ်။ရိုက်ခတ်မှုကအနောက်ရောက်လာတဲ့အခိုက်အတန့်မှာပဲဝက်လင်းကပြက်ကွက်သွားပါတယ်။ကြမ်းကြုတ်သားရဲတွေပြင်းထန်နေတဲ့စမ်းကျတဲ့လေဟာနယ်ထဲမှာအယောင်ခဏမျိုးတောက်ပညာရှင်ရဲ့အပင်ပတ်ပီတထောင်အကွာမှာဝက်လင်းကမျက်လုံးကိုဖွင့်လိုက်ပါတယ်။သူကသွေးတစ်ပွက်အထုတ်လိုက်ရပြီးသူ့ရဲ့မျက်လုံးနေရာမှိန့်ဖြောင်းနေပါတယ်။ဒိုးဝါရင်သူကဘာမှတုံ့ဆိုင်မှုမရှိပဲနောက်ဆုတ်လိုက်ပါတယ်။ခြေတလန်းနဲ့သူကခြေရလဲရမကြံပြက်ကွက်သွားပါတယ်။သူကပြန်ပေါ်လာတဲ့အခါသူကအရ ံကိုအလံဝေးတဲ့နေရာကိုရောက်နေပြီးသွေးတလုံးကိုအန်ထုတ်လိုက်ရပါတယ်။ဝင်လင်းမှာဒဏ်ရာကုသဖို့အချိန်တော်မရလိုက်ပေ။အယူတယောက်လိုထွက်ပြေးပါတော့တယ်။တားရဲအလောင်းကြီးအမြောက်အများချားမှာထိုင်နေတဲ့အယောင်ခွန်းမျိုးတောက်ကိုပညာရှင်ကရုတ်တရက်မျက်လုံးကိုဖွင့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးနေရာသွေးအောင်လွမ်းနေပြီးသူ့ရဲ့မျက်နှာအမူအရာရှုံ့မဲ့နေပါတယ်။သူကရှစ်တဲတဲကိုစိုက်ကြည့်ပြီးပြင်းထန်တဲ့ဟိန်းသံကိုပြုတ်လိုက်ပါတယ်။ဝင်လင်းမင်းငါမတက်နိုင်ငါလူမဟုတ်တော့ဘူး။ ထိုဟိန်းသံကကျေတာနေပေတခွင်မှာပဲ့တင်ထပ်သွားပါလေ။ကြမ်းကြုတ်သားရဲ့အလောင်းအမြောက်များလည်းတုန်ခါသွားပါလေ။ပြီးတော့အမုပ်ဖြစ်တော့ပြောင်းလဲသွားပြီးအရက်မျက်နှာအလုံးစီကိုလွင့်ဆင်သွားပါလေ။အယောင်ခွန်မျိုးတောက်ပညာရှင်ကကြောင်မဖွဲ့ရာကောင်းတဲ့တက်ဖြက်လူစိမ့်နဲ့ဝင်လင်းနောက်လိုက်လာပါလေ။ဝင်လင်းကအဝေးကြီးကိုရောက်နေပေမဲ့ဒေါသတကြီးဟိန်းသံကိုကြားနေရတော့မှသူ့ရဲ့မျက်နှာဖျော့ဖျော့နေပြီးသူကသွေးလေးကိုတုံဆိုင်ချင်းမရှိဘဲအန်ထုတ်လိုက်ကသွေးလမြောက်ချင်းကိုတုံးပြီးတော့ထပ်ပြေးသွားပါလေ။အဓိပ္ပာယ်မရှိဘူး။ငါတော့သူ့ရဲ့တတိယဝိညာဉ်ကိုရှောက်တွင်းမဲ့အခွင့်ရို့မဖြက်စည်းခဲ့ရင်တော့ သူကငါးနောက်ကိုဒီလောက်ထိအသေးအတန်လိုက်လာတာလေမကောင်းတဲ့အကြံစီရှိနေမှာပဲဝန်လင်းရဲ့မျက်နှာညှို့ငဲ့နေပေမဲ့သူလှုပ်ခဲ့တဲ့အပြုတ်မှုအတွက်နောင်တမရပါဘူးထိုးရလုတ်ကိုလိုရမယ့်အရာပါသူသာအယောင်ခွန်းမျိုးတောက်ပညာရှင်စီကအစီအစဉ်ကိုမဖျက်ဆီးပဲရစ်ပလင်းစီကိုတွားခဲ့မယ်ဆိုရင်သူကသူ့ရဲ့တည်ဆုံးခြင်းကိုယာယီနှောင့်နှင်းကိုလှုပ်လိုက်တာနဲ့ပဲတူနေပါလိမ့်မယ် ဲ့ဒီပုံရောက်ထဲကအရာအလုံးကားတာအစင်းမှန်ဆိုရင်အယောင်ခဏမျိုးတောက်ပညာရှင်ကတတရားဝိညာဉ်ကိုရှာတွေ့သွားရတဲ့ဒီပိုင်နဲ့ထဲလှိုင်ကူကဘာတစ်ခုလုံးကမျောလင်းချက်ရှိတော့မှာမဟုတ်ပါဘူးလှိုင်ကူကဘာကအယောင်ခဏမျိုးဧကရေအသည့်ရဲ့အလုံးစုံထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားပါလိမ့်မယ်အဲ့ဒီချိန်တိုင်းဝလင်းကလည်းသူ့ဘဝကိုသူကထိန်းချုပ်နိုင်မှာမဟုတ်တော့ပါဘူးဒီလိုကိစ္စမျိုးသူကဘတော်မှအဖြစ်မခံပါဘူးထို့ကြောင့်သူကအယောင်ခဏမျိုးတောက်ပညာရှင်ရဲ့အစီအစဉ်ကိုဖျက်ဆီးပေးရပါမယ်နောက်ဆက်တွဲအကျိုးဆက်တွေကသူ့ကိုတည်ခြင်းတရားနဲ့အဆုံးမရှိနီးကပ်သွားစေရင်တော့မှာပါထို့ချိန်မှာသူကဖျက်ပြင်းနေရင်သူ့နောက်ကနေဟာနေရတော့ ုံခါလာပြီးအယောင်9မျိုးတောက်ကိုပညာရှင်ကသူ့နောက်ကိုလိုက်နေတာကိုသူကခံစားမိနေပါတယ်။အယောင်9မျိုးတောက်ကိုပညာရှင်ကအရန်ကိုအစွန်းထက်ပြီးသူ့ရဲ့နှဖျားအယုံကအရန်ဝေးတဲ့နေရာအထိရောက်နိုင်ပါတယ်။ထို့ကြောင့်ဝင်လင်းကိုရှာတွေ့နိုင်ဖို့သူ့အတွက်အရန်ကိုလွယ်ကူပါလိမ့်မယ်။အခုငါရစ်ပလင်စီကိုပဲသွားနိုင်လို့တယ်။ရစ်ပလင်ဟာငါရဲ့အနေကိုဖြည့်ရှင်းပေးနိုင်လို့တယ်။ညှို့လင့်ပါတယ်။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်။